ရေမွန်နဲ့ EDF ဘန်နှုတ်ဆက်ပွဲမှာတိဆိုးဖျော်ဖြေရင်းလဲကြွက်ကွယ်လွန်သွားခဲ့ရတဲ့တေးသန့်ရှင်အာတီနိုပြည်သူများလုံးမင်္ဂလာပေါင်းဗမ်မစ်ဒေးလီနျူးစ်ကနေကြေဆွေးလိုက်ပါတယ်။ရေမွန်နဲ့ EDF ဘန်ရဲ့နှုတ်ဆက်ပွဲမှာသူ့တငယ်ချင်းတယောက်ကကွယ်လွန်သွားခဲ့ရလိမ့်မယ်လို့ဘသူကမှတွေးမိချက်မှမဟုတ်ပါဘူးနော်။ရေမွန်ကွယ်လွန်ပြီး၄နှစ်ကျော်အကြာမှာ EDF အဖွဲ့ကိုအပြေးတိုင်ရန်နာဖို့အတွက်ဖြစ်လာခဲ့ပါတယ်။အဲဒါကြောင့်အော်တိုဘာ25ရက်နေ့မှာတော့ရေမွန်နဲ့သူ့ရဲ့ EDF D12 ရဲ့နှုတ်ဆက်ဖျော်ဖြေပွဲ IDF ကိုရန်ကုန်မှာကျင်းပခဲ့တာပေါ့။ဒီပွဲမှာရေမွန်ရဲ့တငယ်ချင်းဖြစ်တဲ့ Fever 109 ုင်ဂီတအဖွဲ့ကဒေသန်ရှင်အာတီနိုကလည်းလာရောက်ဖျော်ဖြေပေးခဲ့ပါတယ်။ရေမွန်ရဲ့မငုံနေတော့တဲ့ချင်းကိုအာတီနိုကအစင်ပေါ်မှာဒေသချင်းသီဆိုရင်ရုတ်တရက်လဲကြောက်ရာကနေကွယ်လွန်သွားခဲ့တာပေါ့။အာတီနိုဟာတချင်းဆိုရင်လည်းရုတ်တရက်လဲကြောက်ခဲ့တာကြောင့်အရေးပေါ်အသက်ကယ်ကုသမှုကိုစင်ပေါ်မှာပြုလုပ်ခဲ့ပြီးစံပြစည်းရုံးကိုပို့ဆောင်ကုသခဲ့ကြပါတယ်။ပွဲရဲကပရိသတ်တွေထဲမှာလည်းဆရာဝန်တွေရှိနေလို့အရေးပေါ်ကုသပေးခဲ့ကြသေးတယ်ရှင်။ဒါပေမဲ့မိနစ်ပိုင်းအကြာမှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပြီးပွဲမှာလည်းအာတီနိုကွယ်လွန်ကြောင်းနဲ့ဝန်ထဲကြောင်းကိုချိန်ညားခဲ့တာပေါ့။ FIFA 109ရဲ့အဖွဲ့က အာတီနိုဟာသူ့ရဲ့နှလုံးကျန်းမာရေးမကောင်းတဲ့အခြေအကနေအီဒီယားရဲ့နှုတ်ဆက်ဖွဲကိုလာရောက်ဖျက်ပြတာဖြစ်ပါတယ်။နှလုံးသွေးကြောပိတ်ယောဂါကိုတော်တော်ကုသထားရပြီးတချင်းမဆိုပဲနားထားခဲ့တာ၄နှစ်ကျော်၅နှစ်ခန့်ရှိသွားခဲ့ပါပြီ။နှလုံးမှာဟတ်စတန်နှစ်ချောင်းထည့်ထားရပြီးပြန်ကောင်းလာပေမဲ့ ကယူဆိုင်နေရတဲ့ကျမရဲ့အခြေအနေသားဖြစ်ပါတယ်။တချင်းမဆုခင်မှာလည်းသူ့ကျမရဲ့မကောင်းတဲ့အကြောင်းကိုပြောခဲ့ပါတယ်။တချင်းဆိုနေရင်လည်းရုတ်တရက်လဲကျသွားလို့အလုံးကအံ့ဩသွားခဲ့ကြတဲ့ရှင်လူတယောက်ရဲ့နောက်ဆုံးမိနစ်တွေနဲ့နောက်ဆုံးထပ်ထပ်ကိုမျက်ဝါးထင်နေမြင်လိုက်ရတာကြောင့်တကယ်ကိုတုန်လှုပ်စရာပါ။အာတီနိုကကွယ်လွန်ချိန်မှာတော့အသက်38နှစ်ရှိပြီဖြစ်ပြီးသူ့တချင်းဆိုနေတာကိုအမတ်တရဖြစ်အောင်ရိုက်ကူးပေးဖို့ပြောခဲ့ပါသေးတယ်။အာတီနိုဟာရေမွန်နဲ့ကလေးပွားကလေးကခင်မင်လာခဲ့တဲ့တငယ်ချင်းတယောက်ဖြစ်ပါတယ်။ရေမွန်ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲမှာအာတီနိုကလည်းရောက်လာခဲ့ပေမဲ့ဒီပွဲမှာသူလည်း ထွက်ခွာသွားခဲ့ရတယ်။အရန်ချစ်ကြတဲ့တငယ်ချင်းနှစ်ယောက်မှဒီလိုတိုက်ဆိုင်မှုကြီးရှိနေတာကလည်းထူးခြားတဲ့ဖြစ်ရပ်တစ်ခုပါ ာတီနိုကနှလုံးရောဂါရှိနေပေမဲ့လည်းကွလွန်သွားတဲ့အကြောင်းရင်းကိုတော့မထုတ်ပြန်သေးပါဘူး။အာတီနိုရဲ့ Fever 109ဘန်ကတော့မြန်မာပြည်ကခေတ်သစ်မတ်တဲ့ဂီတလောကဘန်ဒီထဲမှာအစောဆုံးဂီတအဖွဲ့ဖြစ်ပြီးမြန်မာနိုင်ငံမှာအငယ်ဆုံး drum တီးသူလည်းဖြစ်ပါတယ်။အာတီနိုဟာ Vocal Coach Anti Trace ရဲ့သားလည်းဖြစ်ပြီးဒါဖြစ်သူအတွက်ဝန်ထဲချောင်းကိုလည်းတင်ထားခဲ့တာပါ။ပွဲဖြော့ပြီးမဲ့ဆိုပြီးသွားလိုက်ပေမဲ့အခုတော့ဘယ်တော့မှပြန်မလာနိုင်တော့ဘူးရှင်။ဂီတသက်တမ်း16နှစ်ရှိပြီဖြစ်တဲ့ Fever 109ဘန်ကအာတီနိုအပါအဝင်အဖွဲ့ဝင်အများစုရဲ့ကျန်းမာရေးပြဿနာတွေရှိခဲ့တာပါ။ အဲ့ဒါကြောင့်ပရိသတ်တွေရဲ့မြင်ကွင်းကနေအတန်းကြာပြောင်းနေခဲ့ပြီးအခုနှစ်ပိုင်းမှာမှတချင်းအယ်ဘမ်တင်တဲ့ပြန်ထွက်လာခဲ့ပါတယ်။ FIFA 109အဖွဲ့ရဲ့2019ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ Broken City အယ်ဘမ်ကလည်းအောင်မြင်ခဲ့တာရှိန်ရေမွန်ကွလွန်ပြီးတဲ့နောက်ထိသူ့တချင်းတွေကလူကြိုက်များစေဖြစ်ပေမဲ့ EDF အဖွဲ့ကတော့အချိန်ကန့်သတ်မရှိရနာတော့မှဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီပွဲကို EDF အဖွဲ့ရဲ့ပရိသတ်တွေအပြင်အခြားအဆိုတော်တွေမိတ်ဆွေတွေကလည်းအားပေးခဲ့ကြတာပေါ့။နောက်ဆုံးနှုတ်ဆက်ပွဲမှာတော့ Adino ကလည်းနောက်ဆုံးနှုတ်ဆက်သွားခဲ့ပါတယ်။ ဒီပွဲမချင်းပါခင်ကလေးကအာဒီနိုကပွဲအတွက်တချင်းနေပြင်ဆင်နေပြီး surprise တစ်ခုလုပ်မယ်ဆိုပြီးလည်းပြောခဲ့ပါသေးတယ်။သူပြောတဲ့ surprise မလုပ်နိုင်ခဲ့ပေမဲ့လည်းစင်ပေါ်မှာလဲကျသွားတာကတော့တကယ်ကိုစိတ်မကောင်းစရာပါရှင်။အာဒီနိုလည်းကောင်းရံဖုံဖွားကိုရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါရနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။